ကြောကြောဘူတမီးနဲ့ကပင်ဖိုတိုထားကထူးဆန်းတဲ့ပြုမှုရင်းကြောင့် ship ခံနေရတဲ့ပြည်သူတို့ရာ MC လီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင့်ပြည်သူတို့ရာကပြည်တည်ဦးနဲ့အင်းရောချစ်စင်တို့ရဲ့မျိုးဆက်ဖြစ်တယ်လို့အမှုပညာလောကမှာနာမည်ကြီးလာခဲ့တယ်လို့အမှုပညာလုံမလုံသေးတာကြောင့်သူမကိုစိတ်ဝင်စားသူတွေကအတော်လေးကိုများပါတယ်လက်ရှိမှာပြည်သူတို့ရာကအကြောင်းတက်နေရဲ့အရွေတာရှိသေးတာကြောင့်အမှုပညာလုံတွေလည်းလုံးဝမလုံသေးပါဘူးအင်းရောချစ်စင်ကကြောင်ညာအောင်ပေးမြိုက်တဲ့အတွက်ပြည်သူတို့ရာကဘာမှကိုမရရပါဘူး ဒါပေမဲ့ပြည်ထုတ်ဒရာကိုအိနာကျော်စင်ကတစ်တော့သုံးခွင့်ပေးထားတာဖြစ်ပါတယ်။ပြည်ထုတ်ဒရာကတစ်တော့အကောင့်ဖောက်ပြီးပထမအောင်ဆုံးတစ်တော့လေးကိုဆော်လာရုံနဲ့ကြီးစုသူ၈တမ၃တန်းထီကိုရှိလာခဲ့တာပေါ့။သူရဲ့အရှင်ဝါကခုလောက်ထီကိုကောင်းတဲ့အတွက်အားလုံးကလည်းအားအတင်နေကြရတာပေါ့။ပြည်ထုတ်ဒရာရဲ့အကောင့်ကိုတော်တော်များများကလည်း follow လုပ်ထားတာပါ။အမှုပညာရှင်အတိုင်းဝိုင်းတွေကလူတွေရောအိနာကျော်စင်နဲ့ပြည်တင်းကိုတခဲနဲ့အားပေးကြတဲ့ပြည်သက်တွေကစားပြည်ထုတ်ဒရာကဝန်းရံပေးတာဖြစ်ပါတယ်။ပြည်ထုတ်ဒရာကနောက်ထပ်တစ်တော့ video ်သင်တင်လာတာမျိုးတော့မရှိပါဘူးဒါပေမဲ့သူမရဲ့ account profile ကိုပြောင်းလာခဲ့တာပါ profile ကိုကတ်တုံးပုံလေးပြောင်းလာခဲ့တာပါအဆိုပါကတ်တုံးပုံကဇက်ကတကားတဲ့ကဇက်ကောင် ဖြစ်ပြီးကလေးတိုင်းကြိုက်တဲ့ဇက်ကောင်ဆိုလဲမမားပါဘူးဒါပေမဲ့ profile ပုံကအဆိုပါဇက်ကောင်ရဲ့တချမ်းသာဖြစ်ပါတယ်ပြေတုတ်တွာတင်ထားတဲ့ပုံရဲ့နောက်တချမ်းကကြောကြောပွင့်ရဲ့သမီးပြိုင်ဒုက္ခအကောင့်ရဲ့ profile မှာရှိနေတာပါပြိုင်ဒုက္ခနဲ့ပြေတုတ်တွာတို့က TikTok account profile ကိုဆင်တူထားထားခဲ့တာဖြစ်ပါတယ်အကောင့်မှာပုံကိုတချမ်းစီထား ာကိုလူအများကလည်းရှိမိကြပါတယ်အခုလို profile ပုံထားတာကအတွဲတွေမှသာအလုပ်များပါတယ်လူငယ်တွေကြားမှာအတွဲတွေဆိုရင် အရှင်လိုပုံအတူတူမထားတော့ဘဲတချမ်းစင်ခွဲရထားတာပါဒါကြောင့်မလို့လေပရိသတ်တချို့ကပြည်တော့တွာနဲ့ပြိုင်သူခါအခုလို့အတွဲညီညီဖြစ်နေတာကိုသဘောကျနေကြတာဖြစ်ပါတယ် ။တအားဖြင့်ပြည်သူတို့အားနဲ့ပြည်သူခါတို့ကကွန်မန့်တွင်ဆိုရင်လည်းအပြန်လန်မှတ်ပြီးစစ်စရာကောင်းတဲ့ဆက်ဆံရေးလေးရှိကြတာပါ။တချို့ကလည်းတိုးတက်လာတဲ့ခင်မို့မင်းကလေးချင်းချင်းတွဲနေကြတာလားလို့တောင်ထင်နေတာပါ။ဒါပေမဲ့ကလေးနှစ်ယောက်ကအရန်ကိုငယ်ကြပါသေးတယ်။ခုလိုထားတယ်ဆိုတာကလည်းငယ်တငယ်ချင်းမလို့ profile တူတူထားတဲ့အဆင့်လောက်သာရှိတာပါ။ပြည်သူခါနဲ့ပြည်သူတို့ကငငယ်ကလေးကခင်လာတဲ့တငယ်ချင်းနေလို့သိရပါတယ်။ပေါင်းလာတာကလည်းကြာပြီဖြစ်တယ်လို့အရွယ်ကလည်းတူနေတာမို့ပုံမှန်ထက်ပိုရင်းနှီးနေကြတာပါ။ပြည်သူခါကိုအရင်ကပါဖောင်ဖောင်ခ ကစ်ကလေးနဲ့တာမြင်တွေ့ရပါပြီ။အခုလက်ရှိမှာပြည်သူ့ထွာလီလိုစစ်စရာကောင်းတဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားတာပါ။ဒါအပြင်တချို့ကလည်းကြော်ကြော်ပုံရဲ့သမီးပြိုင်ဒုက္ခကပြည်သူ့ထွာနဲ့တူနေဆိုပြီးထောက်ပြပြောဆိုကြတာလည်းရှိပါသေးတယ်။တကယ်တော့အိန္ဒြာကျော်စင်နဲ့ကြော်ကြော်ပုံတို့ကရင်းနှီးကြသူတွေမဟုတ်တာကြောင့်တာသမီးတွေရင်းနှီးကြလိမ့်မယ်လို့မထင်ထားကြပါဘူး။ဒါပေမဲ့ပြည်သူ့ထွာနဲ့ပြိုင်ဒုက္ခကတာမန်ထက်ကိုပုံရင်းနှီးပြီးအရွယ်တူတူနဲ့ကြီးပြင်းလာကြတာပါ။အရွယ်ရောက်လာရင်တော့လှသွေးချေကအပြိုင်ဆိုင်ကြီးပြင်းလာမှအမှန် မှာပဲတချို့ကလည်းပြည်သူထွားလိကပြည်သူခတ်တ်ပို့ပြီးတော့ချောင်းတယ်လို့ပြောဆိုနေတာပါပရိသတ်ချင်းရောအိန္ဒြာကျော်စင်းနဲ့ပြည်တီဦးတို့ရဲ့တမီးပြည်သူထွားနဲ့ကျော်ကျော်ပို့လို့ရဲ့တမီးပြည်သူခနှစ်ယောက်ရဲ့တငယ်ချင်းဆက်ဆံရေးပေါ်ဘလို့မြင်လဲဘယ်တယောက်ကပို့ချောင်းတယ်လို့ထင်လဲဆိုတာပြောပြပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးများတင်ပါတယ်